ေါက်တာဇော်ဝေဖြိုးဆိုတဲ့အကောင်ကြီးကြောင်းပြောအောင်ပါနော်မြေပြင်ကမြေပြင်ကဒီမှာမြေအောက်လိုင်းတွေတူးထားတဲ့ဟာတွေအဲ့ဒီဟာတို့အဲ့သရောင်းစားမနေ့တနေ့တုန်းကဓာတ်ပုံရိုက်ပြီးတင်လိုက်တယ်စဉ်းစားကြည့်လေအဲ့ဒီဇော်ဝေဖြိုးဆိုတဲ့သရောင်းစားကြီးဟိုတလုံးဟိုတနေ့ကအင်တာဗျူးတက်လာတယ်မြေပြင်မှာရှိနေတဲ့စစ်တပ်ရဲ့အင်အားကတဲ့မလေးရှားနိုင်ငံတနိုင်ငံသားလောက်ရှိတယ်ဆိုပြီး तू ကအာရဝင်းတာပြောတယ်တကယ်လားဆိုအဲ့ဒါတွေကထုတ်ဖို့ထုတ်ဖို့ပြောစရာမလိုဘူး နော်ငါ့ကိုတရားဆွဲမဲ့လာပြောလို့ပြောပါရီကြီးကလှိမ့်ချပြင်မှာဂျပန်ရိုင်းနှီးရိုက်ပြင်မှာဂျပန်ရိုင်းနှီးရိုက်ပြင်မှာတရားဥစားတွေမြန်မာနိုင်ငံမှာအဲ့ဒီလိုအောက်တိုင်းဆိုနောက်ကြလို့ရှိရင်မြန်မာနိုင်ငံမှာလေမြန်မာနိုင်ငံမှာစံစီစားအပြည်ပလူတဲ့လူတွေမြန်မာပြည်ကိုပြည်ပမှာလူမယ်ဆိုလို့ရှိရင်စံစီစားတဲ့အဲ့ဒီကိုနှုံးဆိုတဲ့ဟာတွေအဲ့ဒီအဖော်တို့ကိုနှုံးတို့ပါထည့်ပြီးလူပေးရမယ်လူပေးရမလို့ဖြစ်နေပြီနော်ဘာဖြစ်လို့လဲဆိုတော့အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့မြေအောင်ဆေးရုံချပြလိုက်တဲ့ဒေါက်တာဇော်ဝေဆိုးကိုပါရီချီချခြင်းကြောင်းအကြအမြင်ဆရာမမပြောပြလာသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာဒေါက်တာဇော်ဝေဖြိုးဆိုတဲ့အကောင့်ကြီးကြောင်းပြောအောင်ပါနော်မြေပြင်ကမြေပြင်ကဒီမှာမြေအောက်လိုင်းတွေတူးထားတဲ့ဟာတွေအဲ့ဒီဟာတို့အဲ့သရောင်းစားမနေ့တနေ့တုန်းကဓာတ်ပုံရိုက်ပြီးတင်လိုက်တယ်ဆ iam မတို့မြေပြင်တော်လန်ရေးဆိုတာဆ iam မဒါတော်လန်ရေးမြေပြင်ကမြေပြင်ကရေဒီစစ်ရေးပေါ်တော့ပြောမှာဆိုရင် ဒီစီရေကိုတော့ဆရာမနားလဲလားဆိုနားမလဲဘူးဒါပေမဲ့ဆရာမတိတလောက်ဆရာမပြောတာပေါ့နော်စီရေမှာအင်မတန်ပြည့်ရဲများတယ်မာယာများတယ်နော်မင်းအောင်လိုင်းစစ်တပ်ကသူ့ရှိမှာ တိုက်ဖို့လူအင်အားမရှိတော့တာတော့ဒါမရှိတော့တာတောင်မှသူ့ရဲ့လူအင်အားမရှိချောင်းကိုအဲ့ဒီစစ်တပ်ကဘယ်တော့မှမှန်တိုင်းအမှန်တိုင်းထုတ်မပြခဲ့ဘူးဟုတ်တယ်နော်အဲ့ဒါပါလဲဆိုမင်းအောင်လိုင်းကသူ့ရဲ့စစ်တပ်ပေါ်မှာသူ့ရဲ့စစ်စစ်ပလိရဲ့သူကထားတာဖြစ်တယ် နော်နောက်တစ်ခုရန်သူရဲ့နေရဲ့နေရာတွေကိုစုံစမ်းပြီးတော့မြေပြင်မှာစစ်တိုက်ခြင်းမလုပ်ဘဲနဲ့လေရင်နဲ့ဒါအတင်းအဓမ္မအပြက်သက်ခြေမုံနေတာဖြစ်တယ်ဒါလည်းမင်းအောင်လိုင်းရဲ့မင်းအောင်လိုင်းရဲ့ပြောမှဆိုရင်ဒါစစ်ရေးပေါ့နော်အဲ့တော့မြေပြင်မှာလုပ်နေတဲ့ဒီစစ်ရေးမှာလေစဉ်းစားကြည့်လေအဲ့ဒီဇော်ဝေဖြိုးဆိုတဲ့တံတောင်းစာကြီးဟိုတလိုဟိုတနေ့ကအင်တာဗျူးတက်လာတယ် မြေပြင်မှာရှိနေတဲ့စစ်တပ်ရဲ့အင်အားကတဲ့မလေးရှားနိုင်ငံတနိုင်ငံသားလောက်ရှိတယ်ဆိုပြီး तू ကအာရဝင်းတာပြောတယ်တကယ်တမ်းဆိုအဲ့ဒါတွေကထုတ်ဖို့ထုတ်ဖို့ပြောစရာမလိုဘူးနော်အဲလေးလိုင်းနဲ့လေးလေးမကြီးခဲ့နဲ့တသက်လုံးကအဲ့ဒီဇောဝေဖြိုးဆိုတဲ့လူကြီးကလေးကြီးနေတာနော်အဲ့ဒီဟိုကအန်ယူဂျီကအဲ့ဒီမှာကာကွယ်ရေးဆိုတဲ့အယက်သမားဆိုတဲ့လူကြီးကလည်းလေးကြီးနေတာ စစ်ရေးမှာလေမကြီးရအောင်စစ်ရေးမှာလှိလှိဝက်ဝက်နဲ့လှုပ်ရတယ်ကိုလှုပ်ပြီးတဲ့အချိန်ကမှဒိုင်းဆိုကိုလှုပ်ပြီးပြီးသွားပြီဆိုတာမျိုးသိရင်သိပါစေကိုဘာမှမလှုပ်သေးခင်မှာကိုရဲ့မြေပြင်မှာလှုပ်ရှားမှုတွေမြေပြင်မှာဒုံးတွေမြေပြင်မှာမြေအောက်ကျိုးတွေမြေပြင်မှာတက်ဆင်တဲ့လက်နက်တွေမြေပြင်မှာလှုပ်ထားတဲ့ဒီမြေအောက်ဟာတွေကို လိုင်းပေါ်ကိုလုံးဝမတင်သင့်ဘူးတချို့တွေကဘာလို့ကြွားချင်တာလဲကိုဆရာမမသိဘူးသူတို့ကတော့ကြွားချင်လို့တင်လိုက်တာ တကယ်ဒုက္ခရောက်တော့မြေပြင်မှာရှိနေတဲ့လူကတကယ်ဒုက္ခရောက်တယ်။အဲ့လိုမလုပ်အောင်ဒါစည်ရေးဖြစ်တယ်။စည်ရေးဆိုတာပြည့်ရဲ့ကြွယ်ကြွယ်ရတယ်နော်ပြီးတော့ဒီမြေမြမာရှိနေတဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကနောက်တစ်ချိန်ကြာလို့ရှိရင်မြန်မာနိုင်ငံရဲ့တပ်မတော်ပြည်သူကာကွယ်ရေးတပ်မတော်ဆိုတဲ့အဖွဲ့အစည်းကာကွယ်ရေးဆိုတဲ့နေရာကိုရောက်ရှိလာမှာဖြစ်တယ်။နော်အခုဖြစ်နေတာကတော့ပြည်တွင်းစစ်နောက်တစ်ချိန်ကြာရင်ဒီပြည်သူကာကွယ်ရေးတပ်မတော်တွေက ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့နေရာကိုရောက်လာပြီးတော့ပြည်သူလူထုမြန်မာနိုင်ငံကိုကာကွယ်ရတဲ့ပြည်သူကာကွယ်ရေးတပ်မတော်တရားဝင်ဖြစ်မှာအဲ့ဒီလိုဖြစ်မှာဆိုတော့ကြတော့နိုင်နောက်ထပ်နိုင်ငံအနေနဲ့ကိုယ်နိုင်ငံနဲ့စစ်မဖြစ်ဘူးလို့ပြောလို့မရဘူးအဲ့တော့ကိုကဒီမြေပြင်မှာရှိတဲ့ရဲဘော်တွေကစစ်ရေးနဲ့ပတ်သက်လာလို့ရှိရင်အများတန်းရန်သူကိုရန်သူကိုအများတန်းအထင်မသေးဖို့အများတန်းနိုးကြွားစွာတင်စားရမယ် နော်နောက်တစ်ခုကိုယ့်ရဲ့မြေပြင်မှာရှိတဲ့လက်နက်အင်အားကိုယ့်ရဲ့မြေပြင်မှာရှိနေတဲ့အချက်လက်ကတွေကိုလုံးဝမီဒီယာပေါ်လုံးဝတင်တင်တာမျိုးလုံးဝလက်မခံသင့်ဘူးလုံးဝထုတ်ဖော်ပြီးမပြောသင့်ဘူးနောက်နံပါတ်3ချက်ကကိုယ့်ရဲ့အင်အားဘလောက်ရှိတယ်ဆိုတာကိုမီဒီယာပေါ်မှာမပြောသင့်ဘူးနော်အခုလောလောဆယ်မြေပြင်မှာမြေပြင်မှာဒုံးတွေလုတ်တယ်ဆိုရင်လည်းလိုင်းမော်ရောက်တယ် မြေပြင်မှာဝတ်ကျွင်းနေဆိုရင်လည်းဒေါင်းဒိုင်းပေါ်လိုင်းပေါ်ရောက်တယ်။မြေပြင်မှာလုံနေတဲ့ဒီလက်နဲ့ဖောက်ခွဲမှုတွေဆိုလည်းလိုင်းပေါ်မှာရောက်တယ်။အခုပူဆိုးတာအဲ့မှာမြေပြင်မှာလှုပ်ထားတဲ့ဒီမြေအောက်ကျွင်းတွေကိုလိုင်းပေါ်မှာတင်တယ်ဒါကြတော့ရန်သူကိုသွားပြီးတော့ကြတော့သူတို့တင်လာတော့ရန်သူကိုကြောက်အောင်လို့ဆိုပြီးတင်လိုက်တာရန်သူကမကြောက်တဲ့ပြင်ဘာဖြစ်သွားလဲဆိုရန်သူကိုသွားပြီးတော့ဒီအချက်လက်တွေရှိတယ်ဆိုတော့ရန်သူကိုသွားပြီးမစ်စိတ်ပေးသလိုဖြစ်တယ်နော်ဒါကစစ်ရေးမှာအင်မတန်အရေးကြီးတယ်ဆီယမ်မစစ်ရေးနားမလဲပါဘူး နော်ဒါဆီယမနားလဲတလောက်ဆီယမကိုမျှဝေးပေးတာအဲ့ဒီမြေပြင်မှာလုံနေတဲ့တကယ်ခေါင်းဆောင်နေတဲ့လူတွေကအဲ့လောက်ပဲအုံနောက်မရှိတော့ဘူးလားအဲ့လောက်ပဲအသိဉာဏ်မရှိတော့ဘူးလားမြေပြင်မှာဒုံးတွေရှိတယ်ဆိုတာကမြေပြင်မြေပြင်မှာဒုံးတွေရှိတယ်ဆိုတာကိုဘသူကလိုင်းပေါ်ကိုရိုက်ပြီးတော့တင်တာတော့အဲ့ဒီတင်တဲ့လူတွေကြောင့်မလားအဲ့ဒီဒုံးတွေရှိတယ်ဆိုတာဟာကိုဒီသရောသားမင်းအောင်လည်းသိတာဖြစ်တယ် ဆီယာမအလောက်တခုလောက်တယ်ဆိုလို့ရှိရင်စည်ရင်းမှာအင်မတန်ပြည့်ရကြရတယ်အင်မတန်လှိမ့်လေးဝက်ဝက်လောက်ရတယ်ဟောင်းပါဟောင်းပါလောက်လို့မရဘူးကိုချလိုက်တဲ့ချိန်မှာတိပစီအခုကအဲ့ဒီလိုမဟုတ်မြေပြင်မှာမချသေးဘူးလိုင်းပေါ်မှာမီဒီယာပေါ်မှာပြန့်နေပြီမီဒီယာပေါ်ပြန့်နေပြီအဲ့ဒါဘာလဲဆိုတော့မြေပြင်ကိုရောက်နေတဲ့လူကြီးဆိုတဲ့လူတွေရဲ့အောက်တန်းစားလူတွေရဲ့အသိဉာဏ်မရှိမှုကြွားဝါခြင်းနဲ့စိတ်ကြောက်ဖြစ်နေတာဖြစ်တယ်နော် တော်လန်ရေးလုံနေတာဖြစ်တယ်အသက်တွေရင်းပြီးလောက်ရတာဘဝတွေရင်းပြီးလောက်ရတာဖြစ်တဲ့အတွက်ကြွားဝါခြင်းစိတ်ဆိုတဲ့စိတ်ကိုလုံးဝကိုဖျောက်ထားပါဆရာမလူတဲ့မျိုးဆရာမငငယ်တုန်းကအကျင့်တစ်ခုရှိတယ်ဆရာမလှုပ်ချင်တဲ့အရာတစ်ခုကိုဆရာမဘယ်သူမှအသိမပေးဘူးဆရာမမလှုပ်ခင်မှတေချာစဉ်းစားတယ်လှုပ်ပြီဆိုလို့ရှိရင်လည်းအဲ့ဒါကိုအောင်မြင်အောင်လုပ်တယ်အောင်မြင်ပြီဆိုမှလူသိခံတယ်မအောင်မြင်မချင်းဆရာမလူပေးမသိဘူးအဲ့ဒါဆရာမရဲ့စိတ်တက်ပဲနော်လူဆိုတာအဖြတ်ဝင်တယ် ်နော်တကယ်တကယ်အဲ့ဒါဆီယမ်မလည်းဘာလို့ကိုနဲ့မဆိုင်ဘူးပြောရလို့မပြောနဲ့မြေအပြင်မှာတကယ်အလုံးလုံးနေတဲ့အသက်ပေးနေရတဲ့ကလေးတွေရဲ့အသက်ကဈေးမပေါ်ဘူးတကယ်မြေအသက်ပေးရတော့အဲ့ဒီမြေပြင်ကကလေးတွေပဲတက်ပေးရတာခင်ဗျားတို့ကလိုင်းပေါ်မှာပဲအာချောင်းတာအဲ့တော့မြတ်ကြခင်နဲ့မဆိုင်မှုံမြတ်ကြခင်နဲ့ဆိုင်နေမြန်မာနိုင်ငံသားအားလုံးနဲ့သက်ဆိုင်တဲ့အရာမြတ်ကြခင်နဲ့ဆိုင်နေအဲ့ဒါတွေကမြေပြင်မှာလည်းအသက်ပေးအဲ့လိုခင်ဗျားတို့လိုင်းပေါ်မှာအာအာချောင်းပြီးတော့တောက်တက်ကြရတင်တော့မြေပြင်ရဲ့ရဲဘော်တွေတန်မိုးရှိတဲ့ရဲဘော်တွေလည်းအသက်ပေးရသလိုဟုတ်လား ။နောက်တော်လန်ရေးအတွက်လည်းတော်လန်ရေးအတွက်လည်းနှောင့်နှေးတယ်။တော်လန်ရေးအတွက်လည်းနှောင့်နှေးတယ်။ဟုတ်လား။မြေပြင်ကသတင်းတွေမှန်သမျှမြေပြင်မှာလှုပ်ရှားမှု မရှိဘဲနဲ့မရှိသေးဘဲနဲ့လိုင်းပေါ်ကိုရောက်တာအင်မတန်ကိုစိုးရတယ်။အဲ့ဒါအင်မတန်အရေးကြီးတယ်။ဒါ ው ဒီလူကြီးဆိုတဲ့အကောင့်ကြီးကမသိဘူးကြက်မပြေကြက်မပြေတာလားမူးမပြေတာလားကိုမသိတာ။ဘာကိုကြွားချင်တာတော့ မကြွားနဲ့ခမရတို့အရေချင်းဘလောက်ပဲလှုပ်ပြပြဘသူတွေလိုင်းပေါ်မှာအရေချင်းဆိုတာတွေပြပြအချိန်တန်ကြရင်တမိုင်းဆိုတာလူတိုင်းလူတိုင်းမှာသူ့ရဲ့တမိုင်းရှိတယ်ကိုတမိုင်းကိုကိုရေးရတာကိုရေးထားတဲ့တမိုင်းကခမရတို့အပေါ်ရန်ရွှေမုံကျဲတွေကြိုက်သလောက်ကျဲ အပေါ်ရမှာခမရတို့ဘလောက်ပဲဟန်ဆောင်ကောက်ကောက်မင်းသားမျက်နှာဖုံးစောင်းထားတာခမရတို့လှုပ်ရက်တဲ့လှုပ်တဲ့လှုပ်ရက်နဲ့တမိုင်းကခမရတို့ရဲ့နောက်မှာအမြဲတမ်းလိုက်နေမှာအချိန်တန်ကြအဲ့ဒီတမိုင်းကခမရကောင်းခဲ့ရင်ကောင်းတဲ့အတိုင်းပေါ်မှာခမရကလိန်ငကြီးလှုပ်ခဲ့ရင်ကလိန်ငကြီးလှုပ်တဲ့အတိုင်းလှုပ်တွေ့လှုပ်ခဲ့တဲ့အတိုင်းပေါ်မှာခမရခိုးခဲ့လို့ရှိရင် ခမရခိုးခဲ့တဲ့အတိုင်းပေါ်မှာနော်တအားခိုးခဲ့ပြီးတော့မှမြေပြင်ကိုရုတ်တရက်ရောက်သွားတော့မှအာငါသားလေးလုံနေရဲဆိုကြွားခြင်းနဲ့စိတ်နဲ့မတင်နဲ့မြေပြင်ကကလေးတွေဒုက္ခရောက်တယ် ဒီမြေအောက်လိုင်းတွေဖော်ဖို့ဆိုတာလွအင်မတန်ခိုင်းရင်းတယ်လောက်ရတဲ့လောက်မှလည်းအရန်ပင်မနဲ့ဒီကြောက်တွေကိုထောက်ထွင်းရတယ်ဆိုတာဟာအင်မတန်ခိုင်းရင်းတယ်လူဆိုတာကိုမဟုတ်လို့ရှိရင်ကိုချင်းမစားဘူးဆိုအဲ့ဒါကိုပြောတာအဲ့ဒီတော့ကျမဆဲတယ်အဲ့ဒီဇော်ဝေဖြိုးဆိုတဲ့အကောင်ကိုတရောင်းစားကြီးလို့ဆဲတာမနေ့တုန်းကမနေ့တုန်းကကျမဆဲပြီးတော့တင်းတယ်အဲ့တော့ကျမကိုလာဆဲခြင်းတဲ့လူတွေလည်းပြန်ဆဲကျမကလည်းပြန်ဆဲမှာဖြစ်တယ်နော် ကျမလည်းပြန်ဆဲมาဖြစ်တယ်။ကျမပြောနေတာအရေးကြီးတဲ့တော်လိုင်းရေးတွေအရေးကြီးတဲ့ဟာကြီးခမရတို့ဘာဖြစ်လို့ line ပေါ်မှာအာချောင်း line ပေါ်မှာခမရတို့တင်လိုက်တာဘာ follow လိုချင်တာလားအဲလိုချင်တာလား။အဲ့ဒီ line ပေါ်မှာဟာငါတို့ဘာလုပ်နေပါပြီဆိုစောက်ကြီးစောက်ကျဲတင်လိုက်တဲ့ဟာမြေပြင်မှာတော်လိုင်းရေးအောင်သွားလား။မြေပြင်အတွက်ဘာတွေအနှောက်အယှက်ဖြစ်သွားလဲ။ ကိုတခုခုလုံးတော့မယ်ဆိုကိုကအကြီးပိုင်းမှာတာဝန်ယူထားတယ်ဆိုငါဒါလုံးမယ်ဆိုအုံနောက်ကစဉ်းစားရတယ်ဒါလုံးရင်ဘာဖြစ်တတ်တော့ဘာဖြစ်တတ်ရင်ဘာဖြစ်မယ်ဘာဖြစ်ရင်ဘာဆိုတာစဉ်းစားမင်းအောင်လိုင်းတထောင်စားကအခုရွေးကောက်ပွဲလှုပ်ဖို့ဟာကို तू ကအရင်တိန်ကစီခံထားတဲ့နေမျိုးကိုရဖို့ဒီစတောင်းစားစ조사နေတာ조사နေတာဖြစ်တဲ့အတွက်ဒီမြေပြင်တချို့မှာလည်းဒလန်နေရှိတယ် ဒလန်နေရှိတယ်အဲ့ဒီဒလန်နေကိုသူတို့ကအရေးအရေးတကြီးကိုကလှုပ်ရှားနေတယ်မြေပြင်ဖွဲ့တွေရဲ့တီနေရဘယ်နေရလဲသိပြီဆိုတာနဲ့အပေါ်ကလေရင်နဲ့ဘုံကျဲမှာခင်ဗျားတို့အဲ့ဒါသိလား ခင်ဗျားတို့ကပြောလိုက်ရင်တော့ဗျာကျုပ်ကိုပြောမှလေကျုပ်ကကျုပ်ကတောသူဆိုတော့တောသူလိုပဲပြောမှပဲနော်ကျုပ်တို့ကအညာသူညာသားတွေဟန်မဆောင်တော့ဘူးခင်ဗျားတို့လိုကိုယ်ရင်းညီဝေပြီးရှုဖနာကြီးဝေပြီးစကားပြောလို့ရှိရင်စတိုင်နဲ့မလိုင်နဲ့ဟလားဒီလိုဒီလိုစတိုင်နဲ့မလိုင်နဲ့ဟလားလူချင်းမင်းများမိဘပြည်သူများခင်ဗျားအခုဟာနိုင်ငံရေးကဘလို့သွားနေတယ်အဲစစ်ကောင်စီကစက္ကဆအဲအဲ့လိုမလာဘူးကျမလေတဲ့အဲ့လိုမထုံနေဘူး ကျမဒီချိန်မှာမင်းအောင်လားဘလူးကကနေတာဖြစ်တဲ့အတွက်ကျမတို့ကဘလူးကကမှာဖြစ်တယ်နော်ကျမတို့ဒီချိန်မှာတရားထိုင်နေလို့မရဘူးကျမတို့အမဆရာလုံနေပြီးတော့တရားမထိုင်နိုင်လို့ဒီလိုဆဲဆိုနေရတာခင်ဗျားတို့စဉ်းစားကြည့်ဗျာခင်ဗျားတို့လိုဇဝဲဝိုင်းမှာထိုင်ပြီးတော့အတန်လေးညောင်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 မရင်ငယ်တုံးညက်တဲ့အတိုင်းဟုတ်လားလင်းငယ်တုံးညက်တဲ့အတိုင်းတော့ကျမမပြောနိုင်ဘူးကျမခင်ဗျားတို့လိုစကားမချိုးနိုင်ဘူးရှင်းလား ခမရောကကျုပ်ကြတယ်တော့ပြောမှာအာလိုင်းပေါ်မှာရှောက်ပြီးတော့အာလူကြည့်များလို့ရှောက်ကျုပ်ကြည့်ကျုပ်ကိုကျုပ်ကောက်မှာကြည့်တဲ့လူကတော်လိုင်းရေးစိတ်ဝင်စားတဲ့လူတွေပဲကြည့်တာမြန်မာနိုင်ငံရေးစိတ်ဝင်စားတဲ့လူပဲကြည့်တာအပလာတွေမကြည့်ဘူးအပလာတွေကကျုပ်ပြောတာမကြိုက်ဘူးရှင်းလား လူကြည့်များစရာမလို့ကျတို့ကရင်ထဲကလာတဲ့စကားတွေပြောတာခမရတို့ကြောင့်တေးတေးတဲ့တေးပြီးရတာမတန်ဘူးရေးပြီးဟိုလေရင်နဲ့ဘုံကျဲတာဟိုသံတောင်းစားကတိပြီဆိုတာနည်းနည်းလေးကြံတာမပြောနဲ့အဲ့ဒီသံတောင်းစားကဘလောက်ထိတော့လှုပ်ချင်လဲဆိုတော့ခမရတီနေရာရှိတဲ့နေရာကိုအရိပ်ရောင်လေးရှိတာနဲ့မှန်းပြီလေရင်နဲ့ဘုံကျဲမှာပတ်ပတ်လဲဟိုကျဲမှာတိရခမရအဲ့ဒါပတ်လေကိုကျဲမှာအိုက်ကောင်ကနည်းနည်းလေးအရိပ်ရောင်လေးတွေ့တာနဲ့အဲ့ဒီအရိပ်ရောင်ရဲ့ပတ်ပတ်လေကိုကျဲမှာအဲ့ဒီသံတောင်းစားအဲ့ဒီလိုယုံမှာမှာ မင်းအောင်နိုင်ကစစ်ဘလူးစစ်ဘလူးလို့ပြောတာကိုစိတ်မဆိုးနဲ့ခင်ဗျားတို့ကတချို့ကကြဘာဒီစကားပြောတော့ရိုင်းလိုက်တာဆရာမဖြစ်ပြီးလေကျမရိုင်းတယ်ဆိုတာကကျမရိုင်းတယ်ယဉ်ကျေးတယ်ဆိုတာကျမမြန်မာနိုင်ငံမှာကျမနိုင်ငံမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာတွေနဲ့သက်ဆိုင်နေဗျတိလာကျမတို့ဒီလိုမပြောလို့မရတော့ဘူးမင်းအောင်လိုက်တက်လာတော့ငိုင်းသေလိုက်တဲ့လူကတောက်တောက်လဲသေတာဒါစစ်ဘလူးမဟုတ်ဘူးလားအဲ့ဒါလူသားစားနေတာလေလူသားစားနေတာမင်းအောင်လိုက်อ่ะ အဲ့ဒါကိုမင်းအောင်လောင်သွားပြီးရှော့မတွင်တယ်ဘယ်တော့မှရန်သူကိုကို့ရဲဘော်လိုတင်မယ်ဆိုရန်သူကိုရှော့မတွက်တတ်ဖို့တင်ထားအမြဲတမ်းလှိလိဝဝနေတတ်ဖို့တင်တာကိုလောက်တော့မှအလောက်တစ်ခုကိုလောက်ပြီးတော့မှလူသိပါစေမလောက်ခင်မှာလူမသိစေနဲ့ ဒီလိုကလေးတွေကတတ်တယ်အခုကလေးတွေကအယံသနာဝကောင်းတယ်ကလေးတွေကနားလေတယ်ခမရတို့အဲ့မှာလူကြီးဆိုတဲ့လူတွေကမူးမပြေကြက်မပြေဖြစ်နေတာခမရတို့ကနားမလဲနေခမရတို့ကပဲတော့ကြာနေလိုင်းဘာလဲရယူနီဖောင်းနေတဲ့ဟိုကလေးတွေကိုအလေးပြုခိုင်းဟိုလိုင်းပေါ်လေးတွေဘာဘာလို့တော့ခမရတို့အဲ့လေးအလေးပြုတဲ့ပုံနေတဲ့အယူနီဖောင်းနေတဲ့တန်းစီပြီးလိုင်းပေါ်တင်လိုက်တာအဲ့ဓာတ်ပုံလေးတစ်ပုံတင်လိုက်တာခမရတို့ဘာရလဲမြေပြင်မှာတော်လိုင်းရအောင်သွားလားမအောင်ဘူးခမရတို့ရှောက်ပြီးတော့မြေပြင်မှာလေးမှတ်ထား ိုကရန်သူနဲ့ဒီပြည်တွင်းရေးအခုကပြည်တွင်းရေးတော့ခမောင်နောက်ပြည်ပရေးမလာဘူးလို့မပြောနိုင်ဘူးခမောင်တို့ကဒီတော်လန်ရေးပြည်သူတော်လန်ရေးတပ်ဖွဲ့ဝင်တွေကိုဘလို့တန်ဖိုးထားတာလဲနောက်တစ်ချိန်ကြရင်ရောကာကွယ်ရေးဦးစီးချုပ်နေရာမှာမြန်မာတပ်မတော်ဆိုတဲ့နေရာမှာဒီကလေးတွေကိုထားဖို့အစီအစဉ်မရှိဘူးလားခမောင်တို့နေရာရဖို့ခမောင်တို့အာဏာယူဖို့ခမောင်တို့အုပ်ချုပ်ဖို့ပဲဒီကလေးတွေကိုတုံးချင်တာလား တန်ဖိုးထားပြီပါတန်ဖိုးထားတယ်ဆိုအဲ့ဒီလိုတော့ရတယ်အဲ့လိုဖြစ်အောင်အဲ့လိုနောက်တစ်ချိန်ကျရင်လည်းဒီမြန်မာနိုင်ငံကြီးကိုအုပ်ချုပ်တဲ့တက်မတော်ကာကွယ်ရေးနေရာမှာဒီကလေးတွေနေရာရပါစေအဲ့ဒါမှလည်းကျမတို့မြန်မာနိုင်ငံကလုံခြုံမှုရှိမှာအဲ့ဒါအဲ့ဒါမျိုးဖြစ်နေရမှာကလေးတွေကညီတယ်ခမားတို့ကမညီတာခမားတို့ကပဲစောက်တိုးလွဲတွေလုံနေတာခမားတို့ကပဲလိုင်းပေါ်မှာကြွားစိန်တွေလုံနေတာနော် ကြွားစိဆိုတာနေရာတိုင်းကြွားလို့မရဘူးကျွန်တော်ကျမကျမကိုကြည့်ကျမအခုဇာတာဟောတယ်မြန်မာနိုင်ငံဇာတာဟောတယ်မင်းအောင်လိုင်းဇာတာဟောတယ်မြေပြင်ဇာတာဟောတယ်ကျမဟောလိုက်တဲ့ဟာကိုအစအဆုံးကြည့်အစအနေမှာအဆုံးကြည့်မြေပြင်နဲ့ပတ်သက်တဲ့အချက်လက်တွေဘယ်တော့မှလိုင်းပေါ်မှာရောက်သွားဘူးလဲကျမမသိကျမမသိတဲ့ဟာရေမရှိဘူးကျမသိနေရပဲကျမမြင်နေရတာပဲကျမပြောချင်ပြောလို့ရတယ်ကျမမပြောဘူးတရောင်းစားမင်းအောင်လိုင်းတဲ့အချက်လက်တွေပဲခင်ဗျားတို့ပြည်သူလူထုသိရတာလေ ။အဲ့ဒီလိုလုပ်လေအဲ့ဒါကြောင့်မဟိုဘက်ကလူတွေကကျမကိုတစ်ဖက်ပိတ်နီးပိတ်မနီးပိတ်မတယ်။အဲတစ်ဖက်ပိတ်ဆီယာမဆိုကျမကိုပြောနေတာ။မြေပြင်နဲ့ပတ်သက်တဲ့ဟာကိုမြေကျမမြင်နိုင်တယ်လေကျမသိနိုင်တယ်လေကျမပြောရင်ရတာပဲခင်ဗျားတို့လိုလားလိုင်းပေါ်မှာကျမပြောလိုက်လို့ရှိလို့ရှိရင်ကျမကို follow ပေးမယ်လို့အသေးပေးမယ်လို့အများကြီးကျမနံပါတ်ဒီထောင်ပို့ကြည့်အောင်ပါကျမပြောလိုက်မှာပေါ့ဒါပေမဲ့ခင်ဗျားလိုစိတ်ဓာတ်မရှိဘူးကိုယ်နိုင်ငံကိုချစ်တဲ့စိတ်လူမျိုးပေါ်ကိုချစ်တဲ့စိတ်ကခင်ဗျားတို့လည်းတားတယ်ပြောပြောမပြောတာ အဲ့ဒါနဲ့ပတ်သက်လိုက်ကျွန်မဟောက်မဟတာဟောက်မဟတာလာမေးတဲ့လူရှိတော့ကျွန်မမပြောဘူးခမရတို့ကတမင်ဟိုမှမင်းအောင်လိုင်ကခမရတို့မြေအောက်စေးုံစေးကန်းတိစောက်မီကမ်ပိန်းတက်မှတ်ရခိုင်နှုန်းထက်ကျော်လွန်ရရှိထားဟု UNG ပြော အာနာသိန်းစစ်ကောင်စီ၏ဘုံကျဲတံကိုခံနိုင်သောမြေအောက်ဆေးုံစည်းကမ်းတိစောက်မိကမ်ပိန်းမှာလက်ရှိတွင်တက်မက်ရခိုင်နှုံးထက်ကျော်လွန်ရရှိထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံထံမှသိရသည့် NUG ကျန်းမာရေးဝန်ကြီးဌာနကပြည်သူလူထုကိုလုံခြုံစွာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆေးရုံရှိရုံအထိစောက်လုံနိုင်ရည်ရထားသောစာ အဖ Hospital Safe Healthcare Campaign ကိုပြီးခဲ့သည့်မေလကတည်းကပြုလုပ်နေကြောင်းသိရသည်။အခုဒီ campaign က130ရာခိုင်နှုန်းနီးပါးလောက်တော့ရရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ campaign ပိတ်မဲ့ကာလအထိဆက်လက်ပြီးပါဝင်ပေးကြဖို့ကျွန်တော်တို့ကတောင်းဆိုလိုပါတယ်ဟု UNG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်က AWR တိုင်းကိုပြောသည် တတ်မှတ်ရထားသည့်ငွေထက်ပိုမိုရပါကဘေးကင်းလုံခြုံသောဆေးရုံများပို၍တိဆောက်နိုင်မည်ဖြစ်သောကြောင့်ရာဂိုင်နှုံးပြည့်သွားတော်လဲထက်မှန်ပါဝင်ပေးကြရန်တိုက်တွန်းပြောကြားလိုကြောင်းဦးမေဖုံးလက်ကဆိုသည့်အဆိုပါကမ်ပိန်းကိုပြီးခဲ့သည့်မေ24ရက်မှစ၍ယခုလဆောင်30ရက်အထိပြုလုပ်သွားမည်ဖြစ်ပြီးအမေရိကန်ဒေါ်လာ၄သိန်းဤမှန်း၍ဆေးရုံရှိရုံအထိစောက်လုံးနိုင်ရန်ရာထားကလက်ရှိတွင်မြေအောက်ဆေးရုံ၂ရုံစတင်စောက်လုံးနေလျက်ရှိကြောင်းသိရသည်စစ်ကောင်စီသည် အာနာသိမ့်ပြီးနောက်စာတင်ကြောင်းများကိုတာမကဆေးရုံစည်းကမ်းများကိုပါတနေ့တခြားပြစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာနကကမ်ပိန်းပြုလုပ်ကာထိုကဲ့သို့ဆောက်လုပ်နေခြင်းဖြစ်ကြောင်းသိရသည်ရင်းပုံကျဲတံခံနိုင်သောမြေအောက်ဆေးရုံနှစ်ရုံကိုမြေတိနေရာဒေသတွင်တိဆောက်နေခြင်းနှင့်နောက်တိုးထပ်မံတိဆောက်နေမှုများရှိမရှိကိုမူမြေပြင်လုံခြုံရေးအရာပြောရွေးမရသေးကြောင်း NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကဆိုသည် လိုက်ပြီးစုံစမ်းနေတာဘာတွေရှိလဲဆိုတော့မင်းအောင်လိုင်းကသိအောင်ခမရတမင်ကိုလိုင်းပေါ်တင်းနေတာအဲ့ဒီလိုပြောလို့ရှိရင်ကျုပ်ကိုပြောမှခမရတို့ကနော်အဆင်မရှိဘူးလေဘိုင်းအဆင်ဆိုတာဘာလဲကျို့တို့ကခမရတို့လိုတော့ပြောမှဆိုရင်ပတ်စံလဲခမရတို့လိုပြည်သူလာစားစားပြီးတော့တထေးလိုလိုခွေးလိုလိုဟုတ်လားအဲအင်္ဂလိပ်လိုမှုတ်ပြီးတော့ကိုဝင်းကြီးလိုမနေတာကျုပ်တို့ကကျုပ်ကျုပ်တို့လှုပ်စားကျုပ်တို့လှုပ်စားကျုပ်တို့စားတာဒါပေမဲ့ကျုပ်တို့နှလုံးသားခမရတဲ့ဖြူတယ်နော်ဘယ်နေရာမှာအမဲရောင်လည်းမရှိဘူးနီရောင်လည်းမရှိဘူးဖြူဖွေးနေရပဲကြီးလွှားနေရပဲ ရှင်းလားအဲ့ဒါတော့ခမရလို့ထက်တာလေပြီးတော့ခမရလို့လို့အဲ့ပြည်သူကိုကြွေးတာစားပြီးပြည်သူကိုဟိုဟာဖြစ်မနေဘူးမလောက်ပါနဲ့ဗျအဲ့တော့ခင်ဗျားတို့ဟိုအုတ်ချုပ်ရင်းနေရယူလာမယူလာရတော့ကျမမပြောဘူး။ဘာလို့ဆိုကျမအဲ့ဒါကြီးလည်းစိတ်ဝင်စားအောင်ကျမစိတ်ဝင်စားတာတော်လန်ရေးအောင်ဖို့မြန်မာပြည်ငြိမ်းချမ်းဖို့နော်မြန်မာပြည်ငြိမ်းချမ်းဖို့တော်လန်ရေးအောင်ဖို့မြေပြင်မှာရှိတဲ့ကလေးတွေလည်းအသက်အန္တရာယ်ကင်းဖို့အဲ့ဒါကျမစိတ်ဝင်စားတယ်။ အဲ့ဒီအတွက်ပဲကျမပြောတာကျမကိုကလေးတွေကချစ်တယ်ဖြစ်စေမချစ်တယ်ဖြစ်စေကျမကိုဆဲဆဲမဆဲဆဲတည်တည်မတည်တည်ကျမအကုန်ချစ်တယ်အကုန်လုံးအန်တီရဲ့ကင်းစေခြင်းနဲ့ဒါကျမရဲ့စေတနာပဲအဲ့ဒါကြောင့်မလို့ဆဲတာအဲ့ဒီဇောဝေဖြူကိုအဲ့ဒါကြောင့်မလို့ဆဲတာမင်းအောင်လိုင်းကမှတ်ထားမင်းအောင်လိုင်းကမင်းမလို့မင်းမရစေမနာလို့စိတ်ရှိတယ် မနာလိုစိတ်ရှိတဲ့လူကအခုတောင်မှရက်ဆက်ရုံမာနေတာခင်ဗျားတို့အဲ့လိုပြောလိုက်လို့ရှိရင်သူ့ရဲ့မနာလိုစိတ်ကိုသူကနှိုးနှိုးပေးသလိုပဲအဲ့ဒါတကယ်ဒုက္ခရောတော့မေမင်းကလေးပဲဒုက္ခရောက်တာဒလန်လေခင်ဗျားတို့ကဒလန်လုံးလေသူများဒလန်မျိုးနဲ့ခင်ဗျားတို့ကဒလန်လိုင်းပေါ်မှာအဲ့ဒီမှာဒုံပုံစံတွေတင်တယ်ဟုတ်လားလိုင်းပေါ်မှာမြေပြင်မှာလုံနေတဲ့ဟာတွေတင်တယ်လိုင်းပေါ်မှာမြေပြင်မှာဘာတွေလုတ်ပြီးဆိုတင်တဲ့လူတွေကဒလန်ပဲအဲကြမ်းတဲ့လူကိုဒလန်လုံမလို့ခင်ဗျားတို့ကိုယ်တိုင်ဒလန်လုံနေခင်ဗျားတို့ကိုယ်တိုင်စစ်တပ်ရဲ့ဒလန် ဒီချိန်တွေဒီလိုဖို့ဆိုတာလွယ်တဲ့အရာမဟုတ်ဘူးလေဗျာလောက်ရတဲ့အလုပ်တွေကအရန်ခဲရင်တာဗျကျွန်တော်တို့ကျမဆိုဟိုနာဒီနာထောင်လာကျွန်မချွေးနေပြန်နေဒီကြောက်ကြီးကိုထွင်းဖို့တို့ဓာကြီးကိုပြီးဖို့ဆိုတာဒီကလေးတွေမတရားကြိုးစားထားတာဟုတ်ပါဘူးအဲ့ဒါတွေလိုင်းမော်တင်တော့ခမရဘာရတာဖော်လို့ရတာအသေးရတာလားစဉ်းစားလို့စဉ်းစားလို့မရတာ ဲ့ဒီပုတုမကြောင်ပြောမယ်အဲ့ပုတုကြောင်လည်းပြောအောင်မယ်အခုပဟိဒလုံးနေတဲ့ပုပဟိဒလုံးနေတဲ့ပုတုကိုအဲ့ဒီကလေးနှစ်ယောက်ဖေရတရားဆွဲမယ်ဆိုရင်အင်တာဗျူးတွေတက်လာတယ် နော်အဲ့ဒီကလေးနှစ်ယောက်ရဲ့အဖေရဲ့ရုပ်ကိုအဲ့ဒီအခု line ပေါ်မှာတည်ရဲ့နော်ဘယ်သူလဲလို့မမင်းနဲ့အခုပုတုမောက်တဲ့ပုတုကိုတရားဆွဲမယ်ဆိုပုတုဆိုတာဟိုဘောမှာပုတုကိုပုတုမောက်ကိုပြောတာမဟုတ်ဘူးဟိုပဟိုက်ကလုံနေတဲ့ဟိုပုတုဆိုတဲ့ကလေးလေးနော်မြန်မာနိုင်ငံသားတွေဆိုကုန်သိတယ်အဲ့ဒီကလေးလေးကိုအခုကလေးနှစ်ယောက်ဖေးကတရားဆွဲမယ်ဆိုအင်တာဗျူးတွေတက်လာဆရာမရှိပို့တဲ့လူတွေအများကြီးပဲအဲ့တော့အဲ့ကလေးနှစ်ယောက်ဖေးရဲ့ရုပ်လက္ခဏာကိုပြောလိုက်မယ်ကလေးငယ်ချင်းတခိုး လက်ကြောတိအောင်လောက်ကင်မစားခြင်းမနဲ့ခို့ဖွဲ့စားနေရလို့လိမ်စားနေရလို့ပြီးတော့ဖဲသမားတိလားနော်အဲ့ဒီလိုလူမျိုးကိုကူညီလို့ရှင်လဲနောက်နောက်လဲဒီလိုပဲလောက်စားနေအောင်ပါပဲနော်အဲ့တော့ကလေးနှစ်ယောက်ရှိတာဖြစ်တဲ့အတွက်ဒီကလေးတွေကိုတော့ဘာမှမပြောချင်ဘူးမွေးစားမဲ့လူရှိတယ်ဆိုအဲ့ဒီကလေးကိုမွေးစားပြီးတော့အဲ့ဒီပုတုကိုတရားစွဲမယ်လို့ပြောရတဲ့အကောင်ကိုစစ်မှုထမ်းနဲ့ထဲလိုက် စစ်မှုထမ်းနဲ့ထည့်လိုက်တိုင်းပြည်တွက်လည်းအကျိုးမရှိဘူးသူ့မိသားစုအတွက်တောင်မှယောက်ျားတစ်ယောက်ဖြစ်နေပြီးတော့ဒေါင်တင်းတင်းလောက်ကင်မကျွေးနိုင်မနဲ့ခြေကောင်းလက်ကောင်းဖြစ်ပါလေနဲ့လောက်ကင်မကျွေးနိုင်မနဲ့လူတကာကိုလိုက်အကူညီတောင်းပြီးတော့ဟိုလူရှိရလိန်စားဒီလူရှိရလိန်စားလူတိုင်းပေါ်လိုက်အကူညီတောင်းပြီးတော့ကိုယ့်ကိုကူညီတဲ့လူကိုတရားစွဲမယ်လို့ပြန်ချင်းချောက်တာဒီလိုလူမျိုးကြတော့စစ်မှုထမ်းခေါ်လိုက်အဲစစ်မှုထမ်းပြည်သူတို့ဖမ်းမနေနဲ့နင်တို့မြန်မာနိုင်ငံမှာအဲ့ဒီလိုကောင်မျိုးတွေလူမျိုးเนาะတိုင်းပြည်တွက်လည်းဘာမှအသုံးမဝင်ပြည့် ့ရဲ့မိသားစုတို့လည်းဘာမှစောက်သုံးမကြတဲ့ဒလေးပြည်သတောင်းသားတွေရှိတယ်။အဲ့လိုလူမျိုးတို့စမှုရတဲ့ထဲလိုက်တဲ့ပြီးရှေ့တန်းပို့လိုက်။အဗီဒီယားကလေးတွေတုတ်တင်လိမ့်မယ်နင်တို့။နော်။အဲ့ဒီလိုလူမျိုးတွေစမှုရတဲ့ထဲလိုက်။ဟုတ်လား။အဲ့ဒါလူအဲ့လိုလူမျိုးတွေကြတော့မဖန်ဘူး။အဲ့ဒီတက်ခိုးဂျဘိုးဟုတ်လား။အဲ့ဒီအဲ့ဒီလိုတက်ခိုးဂျဘိုးကလင်ငစ်တွေကြတယ်နင်တို့ကမဖန်ဘူးလှုပ်ထားတာ။အဲ့စမှုရန်ဖန်တဲ့သတောင်းသားတို့တဲ့ပြောတာ။